မြင်းကလေးသတင်းများစင်တာကအရေးပေါ်ပဲသတိပေးလာပါပြီ။နောက်ဆက်တွဲမြင်းကလေးများစိုးရင်ဘက်က65ရာခိုင်နှုန်းဖြစ်သွားပြီဖြစ်ကြောင်းမြင်းကလေးသတင်းများစင်တာကပြည်သူတွေကိုအရေးပေါ်ပဲသတိပေးလာတာပါ။ဒါကြောင့်မလို့ပြည်သူတွေအထူးကူဆိုင်မှာရပါတော့ပြီ။အခုနောက်ကပြီး7နာရီ55မိနစ်မှာမန္တလေးတိုင်းဒေသကြီးမြေအောင်အနက်22မိုင်မှာအင်းအားငါရသမငါ Register Skill ရှိတဲ့အတန်တင့်အင်းအားကြီးတဲ့ကလေးတို့မန္တလေးမှာထပ်လုံသွားခဲ့တာကြောင့် မန္တလေးတမျိုးလိုထပ်ပြီးတော့ထိန်လန့်ခဲ့ကြရပြန်ပါရီမနောဘေးဘေးပညာရှင်တွေကနောက်ဆက်တွဲကလေးတွေကမကြီးနိုင်တော့ဘူးအရန်ကြီးစိတ်ပူစရာမလိုတော့ဘူးလို့ဘေးပညာရှင်ကဘေးပြောပြောအခုတော့နောက်ဆက်တွဲကလေးတွေကတပိစီနဲ့ကြီးတဲ့တဲ့ကြီးလာတာဖြစ်တဲ့အတွက်အပြည်သူတွေကတော့အရန်ရန်ကိုထိန်လန့်နေကြရပြီလေဖြစ်ပါရီတတော်ပေါ်မှာလေးတချို့သောကလေးနဲ့ပတ်သက်ပြီးဟောကိန်းတွေကပန်ကန်နေတတ်တာကြောင့်ဒီဒရင်နေတဲ့တချို့သောဟိုဂိန်းတွေကိုယုံကြည်ကြဖို့အတွက်ဒီကနေ့ပြန်တိုက်သွင်းပါစေ။ထပ်ပြီးတော့ မတ်လ28ရက်နေ့ကလာခဲ့တဲ့ငလင်ကြီးကိုကျူးတင်ဟောခဲ့တဲ့ဂျုံဆိုရဲငလင်ဟောကိန်းထုတ်တယ်အထက်လန်ဆရာတယောက်ကထပ်ပြီးတော့အေဘီလာ23ရက်နေ့မှာရန်ကုန်မြို့ပါထီမဲ့ငလင်ကြီးထပ်မှလာနိုင်တယ်ဆိုပြီးတော့ဟောကိန်းထုတ်လိုက်တာပဲဖြစ်ပါရီအခုလိုမျိုးပြောပြလိုက်ခြင်းကပြည်သူတွေကိုချောက်လန့်ဖို့မဟုတ်ပါဘူးပြည်သူတွေကြိုတင်ပြီးတော့ပြင်ဆင်လို့ရအောင်ကြိုတင်တတိပေးခြင်းသာဖြစ်ပါရီအခုလေတချို့သောပညာရှင်တွေက နောက်ဆက်တွဲကလေးတွေကမကြီးမားနိုင်တော့ဘူးခဏိတသမခဏိအထိမရောက်နိုင်တော့ဘူးဆိုပြီးတော့အမျိုးမျိုးအသည့်အလင်းကိုခံမှန်းထားကြပေမဲ့အခုကတနည်းပြီးတနည်းနောက်ဆက်တွဲကလေးတွေကလေးသမအထက်ကနေငါးရသမအထက်တွေဖြစ်ကုန်ပြီးတော့မကြခင်မှာ၆ရသမအထက်တီဖြစ်နိုင်ကြောင်းကိုအချင်းတွေကလုံးဝကိုပေါပေါလာနေတာဖြစ်တဲ့တော့မြောင်းတကယ်မှာအရန်ရန်ကိုယုံကြည်ရတဲ့မြင်းကလေးတွေများစင်သားကလေအခုလိုမျိုးပညာရှင်တွေရဲ့နောက်ဆက်တွဲကလေးတွေကမကြီးမားနိုင်တော့ဘူးဆိုတဲ့သုံးသပ်ချက်တွေကိုပြည်သူတွေကိုပို့ရောက်အောင် ီသူတွေပေါ်ဆာမီအောင်ခုလိုမျိုးနောက်ဆက်တန်းကလင်ကြီးတွေမလာနိုင်တော့ဘူးဆိုတာမပြောသင့်ကြောက်ကိုထုတ်ပေါ်ပြောကြားခဲ့တာလေးဖြစ်ပါ ರಿ ဒါကြောင့်မလို့မြင်းကလင်သတင်းများစင်တာကတော့ရမနကရဲ့နောက်ဆက်တန်းကလင်ဆိုရင်အဖက65ရာခိုင်နှုန်းကိုရောက်ရှိသွားပြီဖြစ်တာကြောင့်ပြည်သူတွေဆက်ပြီးတော့တတိထားကြဖို့အရေးပေါ်ပဲတတိပေးထားခဲ့တာပဲဖြစ်ပါ ರಿ ဒါကြောင့်မို့လို့အထူးသဖြင့်တော့မန္တလေးနေပြီးတော့စကိုင်းကပြည်သူတွေအနေနဲ့နောက်ဆက်တန်းကလင်တွေကဒီတမကကြီးမာလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်အချိန်မရွေးသတိပြုနေထိုင်ကြဖို့တော့အရေးပေါ်ပဲ ပြည်သူတွေကိုသတိပေးပါစေဗျာ